မြန်မာနိုင်ငံကနာမည်ကြီးမင်းသမီးတွေထက်ပိုတာလွန်ပြီးအပန်းဖြေကျွန်းကြီးကိုပိုင်ဆိုင်ထားတဲ့ခင်လင်းတွေ စကားသံဝဝလေးနဲ့လီစုတိုင်းရင်သူလေးခင်လွနယ်ကတချိန်ကကြော်နာရီဗီဒီယိုလေးခက်မှာအရင်အောင်မြင်ခဲ့တဲ့သူပါရှင်။ချစ်စရာကောင်းတဲ့မျက်နှာလေးကိုပိုင်ဆိုင်ထားသူဖြစ်ပြီးတမွန်မြင့်မိကပြားတို့နဲ့တခက်တဲ့ပေါ်ထွက်ခဲ့တဲ့မင်းသမီးတက်လက်ဖြစ်ပါတယ်။စကားရီမှာတယုတ်ဆောင်ခဲ့တဲ့ခင်လင်းတွေကစကားရီကိုရိုက်တာနဲ့ပါသွားခဲ့ပါတယ်။နောက်ပိုင်းမှာတော့ခင်လင်းတွေကလူပညာလောကထဲကနေအနားယူသွားခဲ့တာဖြစ်ပြီးစီးပွားရေးလုပ်ငန်းတွေကိုလုပ်ကိုင်နေခဲ့ပါတယ်။ခင်လင်းတွေကအသက်39နှစ်အရွယ်မှာအိမ်အောင်ကြခဲ့တာဖြစ်ပြီးအခုဆိုရင်တော့အသက်44နှစ်ပြည့်သွားပါပြီ။သူ့ရဲ့ခင်မွန်းကကော့ ောင်းမှကျွန်းနီကိုပိုင်ဆိုင်ထားတဲ့တတိကြီးတူဖြစ်တာကြောင့်ကျွန်းနီပေါ်မှာခီးသွွားလုပ်ငန်းကိုလုပ်ကင်နေပါတယ်။ကျွန်းပေါ်မှာအနေများတဲ့ခင်းလင်းတွေကိုတငငယ်ကျွန်းနီကတော့ကျွန်းသူလို့ခေါ်ပြီးတော့သူ့ရဲ့ပိုင်ဆိုင်မှုတွေကတော့တခြားသောမိန်းသမီးတွေထက်တာလွန်နေပါတယ်။ခင်းလင်းတွေတို့ပိုင်ဆိုင်ထားတဲ့လိုင်ကိုကျွန်းကကော့တောင်းကနေပုတ်စီးပြီးတော့ဆက်သွွားရသေးတဲ့ကျွန်းဖြစ်ပြီးနိုင်ငံသားခီးသွွားတွေကလည်းလာရောက်ပြီးတော့လက်ပတ်ကြပါတယ်။ ကော်သားအနီးနားမှာရှိတဲ့ကျွန်းတွေအားလုံးကလှပကြပြီးခေလင်းနယ်တို့ရဲ့လိုင်ကိုကျွန်းကလည်းတစ်ခုအပောင်းဝင်ဖြစ်ပါတယ်။လိုင်ကိုကျွန်းမှာတလဘာကန်းချီကိုပါထည့်သွင်းထားတာကြောင့်ခီးသွားတွေရဲ့အပန်းဖြစ်အနာယူဖို့အတွက်ရွေးချယ်စရာနေရာတစ်ခုဖြစ်လာခဲ့ပါတယ်။ခေလင်းတွေကအိမ်အောင်ကြပြီးကတည်းကကျွန်းမမှာခီးသွားလုပ်ငန်းကိုတိုးချဲ့နေခဲ့တာပါရှင်။ကျွန်းမမှာခီးသွားတွေများလာစေအောင်လှုပ်ဆောင်ပေးထားပေမဲ့လေကိုဗစ်ရောဂါဖြစ်သွားခဲ့တာကြောင့်ခဏလောက်ပိတ်ထားခဲ့ရပါတယ်။အဲဒီကနေအချိန်အတော်ကြာသွားခဲ့ပြီးကိုဗစ်ရောဂါကြီးပြီးဆုံးသွားပြီးတဲ့နောက်မှာတော့ပြန်လည်ပြီးတော့စီကားလာခဲ့ပါတယ်။သူတို့ဇနီးမောင်နဲ့နှစ်ယောက်စလုံးကကျွန်းကိုပြန်လည် ်တန့်ရှင်းလောက်ကြပြင်းနေကျစ်စပွဲဖြစ်အောင်ပြင်ဆင်ထားတာကအစအသေးစိတ်လုပ်ခဲ့ကြတာပါကျုံးမမညာအိပ်ပြီးအနာယူခြင်းနဲ့သူတွေခီးသွွားတဲ့အတွက်ဝန်ဆောင်မှုတွေပေးထားသလိုခင်လူနယ်ကိုယ်တိုင်ကလည်းဧည့်သည်တွေကိုတနခါလိမ့်ပေးတဲ့ဝန်ဆောင်မှုကိုပါလုပ်ပေးထားပါတယ်နမကြီးမင်းသမီးတယောက်ပိုင်ဆိုင်ထားတဲ့ကျုံးဖြစ်တာကြောင့်ခီးသွွားနေကြတဲ့မှာလည်းအထွေထူးကြောင်းနာနေစရာမလိုအောင်လူသိများလာပါတယ်ခင်လူနယ်တို့ရဲ့ကျုံးတဝိုင်းမှာတဘာဝအလှအပတွေပေါ်လာကြောင်းနိုင်ငံသားသားခီးသွွားနေကြတဲ့မှာတော့လူကြိုက်များနေပါတယ်အခုလိုပူပြင်းတဲ့ရာသီမှာလည်းလာရောက်ပြီးတော့လက်ပက်နေကြသူတွေပေါများနေပြီးသူရဲ့ပိုင် ုင်ဆန်မှုကိုအံ့ဩနေကြပါတယ်။ခင်လင်းတွေကကော့တောင်းမအလိုင်းကိုကျွံအပြင် ပြုံးလုံးမှာဆိုလို့ရှိရင်လည်းလီစုရွာဆိုပြီးတော့အပန်းဖြေလို့ရအောင်ဖွင့်လှစ်ထားသေးပါတယ်။ကျွန်းကြီးတစ်ခုလုံးကိုပိုင်ဆိုင်ထားတာကြောင့်အနုပညာလောကတွေကအမင်းသမီးတွေကလည်းသူ့စီကိုလာရောက်ပြီးတော့လည်းပဲကြပါတယ်။မြန်မာနိုင်ငံကအမင်းသမီးတွေထဲမှာဟိုတယ်တွေရွှေဆိုင်တွေစိမ့်ဆိုင်တွေကိုပိုင်ဆိုင်နေသူတွေပေါများပေမဲ့ကျွန်းကိုပိုင်ဆိုင်ထားသူကတော့ခက်ရှာရှာဖြစ်ပါတယ်။တခြားသူတွေအတွက်ကျွန်းကိုအပန်းဖြေဖို့တကူတကသွားရပေမဲ့ခင်လူတွေကတော့ကျွန်းပိုင်ရှင်ကြီးကတော့ဖြစ်နေပါတယ်။အပြူကြီးအဖြစ်အသက်39နှစ်အထိနေထိုင်လာပြီးမှခင်လင်းတွေကအင်အောင်ကြကန်ကောင်းနေပြီးတော့ခီးသွွားလုပ်ငန်းကြီးတစ်ခုကိုပါပိုင်ဆိုင်သွား ါတော့တယ်။ခင်းနှင်းတွေရဲ့အမျိုးသားကလုပ်ငန်းရှင်တယောက်ဖြစ်ပြီးကြောဝချမ်းသာတာကြောင့်မိသမီးအချင်းချင်းရဲ့အားကျမှုကိုပါရရှိနေသူဖြစ်ပါတယ်။ခင်းလင်းနယ်ကမြန်မာနိုင်ငံကတဘာဝအလှအပတွေကိုနိုင်ငံခြားသားတွေကိုပြသခြင်းနေပြီးနိုင်ငံကိုဝင်ငွေတိုးတက်စေခြင်းနေသူဖြစ်ပါတယ်။ထိုင်းနိုင်ငံကကျွန်းတွေကိုခီးသွားတွေကတွားရောက်လက်ပတ်နေကြတဲ့အချိန်မှာမြန်မာနိုင်ငံအတွင်းမှာလည်းနာမည်ကြီးပြီးတော့လက်ပတ်စရာနေရာတွေများစွာရှိနေပါသေးတယ်။ခင်လင်းတွေကသူ့ရဲ့ကျွန်းလေးကိုနိုင်ငံကျော်တဲ့အထိကြိုးစားနေပြီးပြည်တွင်းကခီးသွားတွေထဲမှာလည်းခက်စားလာခဲ့ပါတယ်။ တခြားသောမင်းသမီးတွေထက်တောင်းလွန်ပြီးအပန်းဖြေကျွင်းကြီးကိုပိုင်ဆိုင်ထားတဲ့ခင်လူတွေကိုပြိသက်ကြီးတို့ရောသဘောကျကြပါရဲ့လားသူရဲ့ဇကားတွေကိုရောကြည်ဘူးခဲ့ကြသလားဆိုတော့ကိုမမပြပြပြီးခဲ့ကြပါဦးကြီးစုအားပေးခဲ့ကြတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်